အေယာဝတီမြစ်ဘေးကသခိုင်းမတလေးလမ်းပိုင်းဟာဖြတ်အားပြင်ကလင်ကြီးတန်းကြောင့်ဆိုးဆိုးရွရွပျက်စီးသွားပြီးခရီးသွားပြည်သူတွေအတွက်အန္တရာယ်ရှိတဲ့အနေအထားမှာရှိနေပါတယ်။နှစ်လမ်းသွားဖြစ်တဲ့သခိုင်းမတလေးလမ်းပိုင်းဟာကြီးမားတဲ့ပတ်ကြားအကြောင်းကြီးတွေဖြစ်သွားတာမြေသားကျွန်ကျတာတွေဖြစ်ခဲ့တာပါ။သခိုင်းသွားတဲ့အသွားလမ်းကတော်တော်လေးအန္တရာယ်များတယ်။အချိန်မရွေးနေပြီးကျွန်သွားနိုင်တယ်လို့လမ်းပိုင်းကိုဖြတ်တန်းသွားလာခဲ့သူအမျိုးသမီးတအူးကပြောပါတယ်။လက်ရှိမှာတော့ခရီးသွားတွေဟာနှစ်လမ်းသွားတဲ့က စကိုင်းဘက်ကနေမန္တလေးဘက်အပြန်လန်းအချမ်းကိုသာသွားလာရေးအတွက်အသုံးပြုနေရတယ်လို့သိရတာပါ။ဒါပေမဲ့အဲ့ဒီအပြန်လန်းဘက်ချမ်းကလည်းမြေသားကျွံ့နေတာကြောင့်ရင်းအစည်းရေအများပြတပြိုင်တည်းသွားလာဖို့ဆိုရင်တော့သတိပြုရမယ့်အခြေအနေမှရှိတယ်လို့သိရပါဗျ။မန္တလေးကနေစကိုင်းဘက်စီသွားတဲ့လမ်းပိုင်း၃ခုရှိပြီးစကိုင်းမန္တလေးကန္နာလန်းစကိုင်းမန္တလေးတောင်မြို့လန်းမြင့်ငယ်စကိုင်းလန်းတို့ပဲဖြစ်ပါတယ်။ငလင်ကြောင့်ပြည်စည်းထိခိုက်သွားတာကစကိုင်းမန္တလေးကန္နာလန်းပါ။ ဒါကြောင့်ငလင်ဘဟုချက်အနီးကစကိုင်းမြို့စီကယ်ဆယ်ရေးနဲ့ကုညီရေးတွေဟာကြံတဲ့လမ်းပိုင်းနှစ်ခုတည်းကစကိုင်းမန္တလေးတောင်မြို့လမ်းကိုပဲအထူးကထားသွားနေရပါတယ်။ငလင်တံမကြုံရခင်ကစကိုင်းမန္တလေးကန္နာလန်ဟာနှစ်လမ်းသွားဖြစ်ပြီးရင်ကြောရှင်းတဲ့အတွက်ခရီးတွင်တဲ့လမ်းလေးဖြစ်ပါရဲ့ရှင်။